မွင်ကင်းဆောင်ကလေးတွေကိုနမေကောင်းအောင်တချင်းလေးတွေနဲ့တက်တော့ဆော့ပြီးလို့နမေကြီးလာတဲ့ပြည်မျိုးကဆရာဝန်လေးအလုံးမင်းမင်္ဂလာပါဆယ်လီတန်နီယိုပေးကနေပြန်လည်ချူဆိုလိုက်ပါရယ်လူလောကတွေကိုပထမဆုံးရောက်လာတဲ့ကလေးလေးကိုအတိတ်ကောင်းနမိတ်ကောင်းနဲ့အကောင်းဆုံးတွေပဲပေးချင်ကြတာကတော့မိဘနိုင်ရဲ့မြတ်တာဖြစ်ပါရယ် ပထမဆုံးကလေးမွေးဖွားမယ်အမေမေရဲ့အတွက်တော့အဆင်ပြေပါမလားဆိုတော့စိုးရိမ်စိတ်တွေရှိကြပါတယ်။ပြည်ပြိုကဆရာဝန်တယောက်ဖြစ်တဲ့ဒေါက်တာဖြိုးလင်းထူကတော့သူ့ရဲ့ဆေးရုံမှာလာရောက်မွေးဖွားတဲ့ကလေးတွေကိုတိတ်နမိတ်ကောင်းတဲ့သင်းတွေနဲ့တစ်တော်စော်ပြရာကြောင့်သူ့ကိုသတိထားမိလာကြပါတယ်။ဒေါက်တာဖြိုးလင်းထူက ပြည်တံရင်စေယုံခါဆောင်းဝင်ဖြစ်ပြီးသူမွေးဖွားပေးထားတဲ့ကလေးတွေကိုချီပြီးတော့အမှတ်တရဖြစ်အောင်တက်တော့ရှိုက်ပါတယ်ဒေါက်တာဖြိုလင်းထူကဆောင်းဝင်ကြီးတယောက်ဖြစ်ပေမဲ့တက်တော့မှာလဲ follower တိသမနှစ်တန်းရှိတဲ့တက်တော့ဆယ်လီတယောက်လည်းဖြစ်နေပါသေးတယ်အားရချိန်တိုင်းမှာတက်တော့ဆော့တယ်လို့မွေးဖွားပေးတဲ့ကလေးတွေကိုလည်းစေတနာထားတဲ့သူပါအတိတ်နမိတ်တွေကိုယုံကြည်သူတွေအတွက်တော့ဒီလိုကောင်းမွန်တဲ့သချင်းတွေနဲ့တက်တော့ဆော့ပေးတာကိုသဘောကျတတ်ကြပါတယ်တက်တော့မှာနမိတ်ကောင်းတဲ့သချင်းတွေနဲ့တူရိုက်ကူးတာကြောင့်မိဘတွေလည်းစိတ်ချမ်းသာပဲဒေါက်တာဖြိုလင်းထူနဲ့မှမွေးကျင်တဲ့မိမိတွေလည်းရှိ လာပါတယ်။ဒေါက်တာပြိုလင်းထူကအသက်40နီးပါးအရွယ်ရှိနေပြီဖြစ်ပေမဲ့အသက်20ကျော်လို့ထင်ရလောက်အောင်နှုတ်ပြနေတဲ့သူဟာစိတ်ထားရှင်းရှင်းထားပြီးတော့အလုပ်ကိုတိတ်ချလုပ်ကင်တတဲ့ပြင်စေတနာလေးထားလာကြောင်းမိမိတွေကတော့ဒေါက်တာပြိုလင်းထူကိုအားကိုးယုံကြည်လာပါတယ်။အချို့မိခင်တွေကဒေါက်တာပြိုလင်းထူနဲ့ပဲမွေးဖွားခြင်းလို့ပြည်မျိုးအထီးတကူတကစိတ်ယုံတတ်ကြပါတယ်။ကလေးတွေကိုချစ်တတ်တဲ့ဒေါက်တာပြိုလင်းထူဟာသူမွေးဖွားပေးလိုက်တဲ့ကလေးတွေကိုဘဝတစ်လျှောက်မှာကံကောင်းစေအောင်နမိတ်ကောင်းတဲ့တခြင်းတွေကိုရွေးချယ်ပြီးတော့သုံးပေးတတ်သူဟာအခုဆိုရင်တော့ဒေါက်တာပြိုလင်းထူတရား ဝေးပါပေးမဲ့ကလေးလေးကဘလောက်ချစ်စရာကောင်းနေမလဲဆိုတာသူ့အကောင့်ကိုစောင့်ကြည့်တဲ့ဝေးတောင်မှရှိနေပါပြီ။ ကလေးတွေကိုနမေကောင်းစီမဲ့တခြင်းတွေနဲ့တတော်ဆော့ပေးနေပေမဲ့လည်းအလုံးမလည်းမလင်ဟင်းရအောင်လုပ်ကင်နေပါသေးတယ်။သူရဲ့ဆေးရုံမှာလာရောက်မွေးဖွားတဲ့ကလေးမိဘတွေအတွက်အနိထုံနီကနေစတင်ပြီးကလေးတွေကိုဘလို့ပြုစုပေးရမလဲဆိုတာကစသိချတင်ကြားပေးပါသေးတယ်။ကလေးတွေကိုစစ်တဲ့တဲ့ဆရာဝန်ဖြစ်တယ်လို့ကလေးမိဘတွေကလည်းဒေါက်တာဖြိုးလင်းထုကိုအားကိုးယုံကြည်လာကြပါရယ်။နမေကောင်းတဲ့တခြင်းတဲ့အတူတတော်ဆော့ခြင်းလို့ဆွေမျိုးတွေကိုပါခေါ်လာခဲ့တဲ့မိမိတွေလည်းရှိပါရယ်။ခေါ်လာတဲ့မိဆွေတွေကိုလည်းအကုန်လုံးပါဝင်သွားအောင်တတော်ဆော့ပေးတဲ့ပြင်ကလေးမွေး ေးဖွားရတာကိုစိတ်ပူနေကြမယ်မိမိတွေအတွက်ကြောက်စိတ်တွေနှွေးတော့အောင်လုပ်ပေးနိုင်တဲ့ဆရာဝန်ဖြစ်ပါတယ်။အသက်ကိုရှင်ပြီးတော့မွေးဖွားရတဲ့မိမိတွေကို ဒေါက်တာဖြိုးလေးထုတ်ကမကြောက်အောင်အားပေးနိုင်တဲ့ပြင်လောကတွေကိုရောက်လာတဲ့ကလေးကိုလေတချင်းတွေနဲ့ပဲကြိုဆိုလိုက်ပါရီ။ဒါကြောင့်ကလေးမွေးဖွားဖို့အတွက်တွေးပို့နေတဲ့မိမိတွေဟာဒေါက်တာဖြိုးလေးထုနဲ့ဆိုရင်မွေးဖွားရမှာကိုလည်းမစိုးရိမ်တော့ပါဘူး။ဒေါက်တာဖြိုးလေးထုကခုမှမွေးကင်းစားကလေးတွေနဲ့တက်တော့ဆော်တာမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ကလေးကနမိတ်ကောင်းစီမဲ့တချင်းတွေကိုသုံးတဲ့သူဟာမြင်ရသူတိုင်းကိုစိတ်အေးချမ်းစေတဲ့ဆရာဝန်လေးကတော့တက်တလုံးမှာနမိတ်ကြီးနေပြီးသူ့ကိုမွေးဖွားထားတဲ့မိမိကလည်းဂုဏ်ယူနေပါရီ။ မမေများစုကတော့ချစ်ခင်နေကြပြီဒီလိုသဘောထားကောင်းတဲ့ဆရာဝန်တွေကိုလည်းမြန်မြန်ပေါ်ထွက်စေချင်နေကြပါရင်ကလေးတွေကိုစေတနာထားတဲ့ဒေါက်တာဖြိုးလင်းထုရဲ့ဗီဒီယိုလေးတွေကိုပရိသတ်ကြီးတို့ရောသဘောကျရဲ့လားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးနော်ချစ်ချွာပေးခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးထူးတွေရှိပါတယ်ရှင်